အဓိကတော့ကိုဇော်ဖုန်ဟိန်းနဲ့ပတ်သက်ပြီးတော့သူဖန်ခံတယ်ဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ဝိုင်းမိကြတော့ကျွန်တော်တို့လေကျွန်တော်တို့တိတိလောက်လန်းလန်းမိသလောက်ကျွန်တော်တို့နားလေသလောက်ကလေးကိုကျွန်တော်ပြန်ဖြည့်ထားတယ်ဆိုတော့အဲ့ဒီ video file တင်နေဖြစ်ချင်တော့ကျွန်တော်တို့မြန်မာနိုင်ငံ internet အရေးသေးရတော့အားလုံးတိတဲ့အတိုင်းပဲလေ VPN မခိုင်း Facebook ကတော့မရဘူးအဝိုင်းလေးရတယ်လို့လဲနေတော့တော်တော်နဲ့မရဘူးနော်အဲ့ဒါဆက်နှစ်နာရီခွဲကားနေတဲ့အထိလိုင်းမကောင်းအဲ့ video file တစ်ခါမှတက်သေးဘူးဆိုတော့အဲ့ချိန်မှာကျွန်တော်ရှိဖို့ဖုန်းတစ်ခုဝင်လာတယ် ညနေမအေးသေးဘူးလားလိုင်းမောတွေ့လိုက်တော့ဟောတကွေးမအေးသေးဘူးလို့ကျွန်တော်ဗီဒီယိုဖိုင်တင်နေတာလေဘာကြောင့်တင်နေရလဲတဲ့ဒီလိုဒီကြောင့်ပဲကိုစိုးဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်တချို့မိထားလေးတွေအနန်းတွေကလည်းဘာမှတင်မရတော့ကျွန်တော်နားလေတလောက်ကလေးပြန်ပြေးထားတာပြောထားတာဆိုတော့ကျွန်တော်ဘာပြောလဲညနေမင်းအဲ့ဒါဆိုတော့မတင်နဲ့တဲ့အဲ့ဗီဒီယိုဖိုင်ပြန်ဖြတ်လိုက်တော့တဲ့စိုးဖုန်းအင်ကဖန်တာမဟုတ်ဘူးရုပ်ရှင်မင်းသားမင်းသမီးတွေကအသက်18နဲ့35နှစ်တွေရှင်းမှုမထမ်းဘူးပစာရှိတဲ့လူကုန်တိုင်းအတိုင်းဝိုင်းနေရသာသမီးတွေ အများကြီးပါစိတ်မထမ်းခမားတို့ထုတ်ထားတဲ့ဥပဒေတွေခမားတို့ထုတ်ထားတဲ့မူဝါဒတွေအောက်မှာခမားတို့ကအချင်းပြတ်ခြားစားခြင်းနဲ့စောက်ရှက်မရှိစွာကြာရှုံးနေတယ်ဘာကောင်လဲငါဘာကောင်လဲမင်းငါတို့အကြောင်းကောင်းကောင်းသိရမယ်ငါတို့ဘာညွင်တို့အကြောင်းကောင်းကောင်းသိရမယ်ဟန်ချင်းဦးအကြောင်းကောင်းကောင်းသိရမယ်မိန်ဝေအကြောင်းကောင်းကောင်းသိရမယ်ကိုသိအကြောင်းကောင်းကောင်းသိရမယ်ကျော်သွားအကြောင်းကောင်းကောင်းသိရမယ်ဆိုတဲ့ပုံစံမျိုးနေ ခင်ဗျားတို့ကယောက်ျားကြီးတွေဖြစ်နေပြီဟာဝိုင်းမိတယ်ပြန်လာထောင်ကြအောင်လုပ်ကြတာဟာသူတို့ကပြောမှဟာအဲ့ဒါကျွန်တော်တို့ကြောင့်ဖမ်းတာမဟုတ်ဘူးဟောကြတာတပ်မတော် ပုံရိပ်ကိုကြာသိအောင်လုပ်နေပါတယ်လို့ပြန်လာလက်ရှိတပ်မတော်အစိုးရကိုအယုံကြည်မဲ့အောင်လုပ်နေပါတယ်လို့ငါယုံကြည်မဲ့ဘီသူကယုံကြည်လို့လဲလက်ရှိတပ်မတော်အစိုးရဘသူယုံကြည်လဲမင်းတို့ကိုယ်ရယုံကြည်လို့လားငါသားတွေငါမင်းတို့ကိုယ်ရယုံကြည်လို့လားငါတို့ကမယုံကြည်ဘူးလက်ရှိနောက်ဆက်ကအစိုးရကိုမယုံကြည်ဘူးဟာဟန်ကျင်းဦးအောင်စုမင်းတို့ ဲဥတော်မင်းတို့ငါကြံတဲ့ကောင်တွေဆဲတော့သူ့ကိုပဲတက်ဆဲမယ်ဒီကောင်ကခေါင်းဆောင်လားဒီကောင်ကခေါင်းဆောင်လားအေးဟန်ရဲဥတော်ကနေပြီးကြလားမိတ်ဝဲလို့နင်းမောင်းတို့ကိုသက်တို့ကြလားကြော်စွားတို့ဘာညွန့်တို့ကလိုက်တာအဲ့တော့မင်းတို့ကိုယ်တိုင်မဲ့မင်းတို့လိုကောင်တွေရှိနေလို့တပ်မတော်ကိုအယုံကြည်မဲ့နေတာတပ်မတော်ကိုအယုံကြည်မဲ့နေတာအဲ့ဘာပဲပြောပြောဘာပဲပြောပြောဟန်ရဲဥငါဟန်ရဲဥငါဆဲတယ်ကွာမင်းကိုအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့နန်းတွင်စစ်ကြောရေးရောက်စောဘုံဟိန်အခြေအနေနဲ့ပတ်သက်ပြီး အဖသားကြီးတွေရဲ့တုံးသက်ချက်အပြည့်စုံကိုတင်ဆက်ပေးလိုက်ပါပြီ။ဟုတ်ဝင်လာတယ်။ညနေမေးသေးဘူးလား live မှာတွေ့လိုက်ဟုတ်တယ်ကွမေးသေးဘူးလို့ကျွန်တော်ဗီဒီယိုဖိုင်တင်နေတာ။ဘာကြောင့်တင်နေရလဲတဲ့။အခုလိုဒီကြောင့်ပဲ။ကိုစုံဖုန်းနဲ့ပတ်သက်ပြီးကျွန်တော်တို့တချို့မိထားလေးတွေအနန်းတွေကလည်းဘာမှတင်မရတော့ကျွန်တော်နားလေတလောက်ကလေးပြန်ပြေးထားတာပြောထားတာ။ဆိုတော့ကျွန်တော်ဘာပြောလဲညီလေးတမင်းအဲ့ဒါဆိုတော့မတင်နဲ့တဲ့အိပ်ပီလိုဖိုင်ပြန်ဖြတ်လိုက်တော့တဲ့ဇဖုန်းအင်ကဖန်တာမဟုတ်ဘူးဘာပြောမှမသိဆိုတော့ဒါပေမဲ့အခုနိုင်ငံရဲ့အမျိုးသားကြီးတယောက်ဖန်စီထင်းထင်းခံရတာမဟုတ်ဘူးဆိုရင်တော့ ဝမ်းသာပါတယ်တစ်ဖက်ကလည်းဝမ်းသာတယ်တစ်ဖက်ကလည်းဥပဒေကိုမေးခွန်းထုတ်ဆက်ဖြစ်လာတယ်ပါလဲပေါ့ဆိုတော့ဥပဒေဆိုတာဟိုကျွန်တော်နားလည်တော့ပေါ့သူကာယကံရှင်ကကြည်ပြင်းလက်ခံရင်ဘာလို့မလူတယောက်ကိုဆဲတယ်ပေါ့လူပုဂ္ဂိုလ်တူတယောက်ကိုဆဲတယ်အဲ့ဒီလူကကျင့်တတ်နေတဲ့၍ဒီဥပဒေကဘာမှလို့ဘာသူကျင့်တတ်တာပေါ့သူ့ဆဲတယ်သူကျင့်တတ်နေဘာလို့လို့မပြောင်းသူ့ထိုးတယ်သူကျင့်တတ်နေတဲ့၍အမှုမပြောင်းဘူးသူကမကျင့်တတ်လို့တိုင်ရင်တော့မျက်စောင်းနဲ့ထိုးရင်တော့အေးဥခံနေလေဥပဒေအတည်မလားဆိုတော့ဘာလဲမိဖို့ထုတ်တယ်ဖြစ် ကိုမျိုးဝင်းတို့တော့အဲ့ဒီလိုသဘောထားကြီးမြတ်မှုဘာလို့မရှိတာလဲရာသာတို့တော့ဩအဲ့ဒီလိုသဘောထားကြီးမြတ်မှုဘာလို့မရှိတာလဲမိကုန်ထုတ်เสียရှိတာဆိုတော့လိုက်ကလေးတစ်ခုမြင်လိုက်ရတယ်တပ်မတော်ကာကွယ်ဦးစီးချုပ်ကပုံကိုယ်ဒီနော်နာမည်ရွတ်ပြသွားပါတယ်ကျွန်တော်တို့ထွေထွေကိုပြောတော့ပါအဲ့ဒီပုံကိုယ်တွေကိုဖမ်းမယ်ဆိုရင်သူ့အမိတ်ပါမှဖမ်းရမယ်လို့ပြောသွားတဲ့စကားလေးကြားလိုက်ရတယ်။ဆိုတော့ကျွန်တော်ပြောမင်းကျင်တာပြောကျင်တာ ဲ့ဒီပုံကူတွေကဒီနိုင်ငံအတွက်တကယ်သူရဲကောင်းတွေအသုံးဝင်နေဆိုရင်ကျန်တဲ့လူတွေကဒီနိုင်ငံအတွက်ဘာမှမဟုတ်ဘူးလားသူတို့ရဲ့ရင်းနှီးမှုတွေသူတို့ပေးဆက်ခဲ့မှုတွေသူတို့အနစ်နာခံခဲ့တာတွေဟာအသုံးမဝင်တော့ဘူးလားဒီပုံကူတွေရှိရင်ဒီပုံကူတွေနဲ့ပဲလုံလောက်တယ်ဆိုရင်ကျန်တဲ့လူတွေမလိုအပ်တော့ဘူးလားမေ့ချင်တာလေးပါပြောပြတာကျွန်တော်တို့မလိုလေကျွန်တော်တို့ကရင်းဆိုင်ကိုလို့ဆယ်ရှီအလုံးမပြောတတ်ရှိတာပြောထောင်းတဲ့ထည့်လေးပြောင်းဝင်လိုက်ပါပဲကြီးမဆိုင်ဆိုတော့မိကုံထုတ်เสียလေးကိုဒီနားလေတာက ဥပဒေအရဖန်ဆီးထိုက်တဲ့နေဆိုမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ကလာခေါ်တယ်ဥပဒေအကြံပြီးမြို့နယ်ဥပဒေအရရှိမှာဥပဒေအကြံတောင်းတယ်သူကတဆင့်ဒီပုံမနဲ့ဆွဲဖို့ဆွဲဖို့ဥပဒေအကြံပြီးခွင့်ပြုလိုက်ရင်တရားရုံးမှာဒီအမှုဆွဲဆိုတယ်တရားသူကြီးလက်ခံပြီးဆိုရင်ချုပ်မိတ်ယူတယ်ရဲလုံခြုံရေး14ရက်လောက်တယ်ပြီးရင်အကျဉ်းထောင်ချုပ်ကိုပို့တယ်ပြီးရင်အထူးတရားရုံးနဲ့ထောင်နေတရားရုံးမှာအမှုရေးဆိုင်ရတယ်ဒါကျွန်တော်တို့နားလေတာကျွန်တော်တို့တည်ထားတာကျွန်တော်စာဖတ်ခေါ်ပြီးဆိုရင် နေဘက်ပုံမှန်ဒီနေဘက်မှာမွေးအစည်းဝမှုလောက်မမောက်ခုမှုလောက်ကိုစားဖာအစ်စ်မှာမဟုတ်စားဖာအစ်စ်ပြီဆိုရင်နိုင်ငံတော်နဲ့ပတ်သက်တဲ့အမှုတွေလက်နက်နဲ့ပတ်သက်တဲ့အမှုတွေမတရားတင်တဲ့ပတ်သက်တဲ့အမှုတွေလောက်ကိုဒါစားဖာကိုယ်စစ်စစ်မှာသူတို့တရင်တွေကဘယ်ဟာအမှန်မှမသိဘူးတချို့တစ်တော့တွေပုံမှန်လဲကိုစပွင့်ကိုတိုင်းသူ့ကိုဖမ်းတာမဟုတ်ပါဘူးဆိုပြီးတော့ကျွင့်ထားတာရှိတယ်တစ်ဖက်ကလည်းပြန်မလို့တေးဦးလို့တင်ထားတာရှိတယ်ဘယ်တရင်ဟာအမှန်လဲလို့ဝေခွဲရခက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအချိန်မှာနားလေသွားတာတခုကတမတော်ကာကွယ်ဦးစီးချုပ်ကဘိုင်နေနဲ့ဒီလူဒီလူဒီလူတွေကို သူ့အမိတ်မပါပဲမဖမ်းဆီးရဘူးလို့တရားဝင်ထုတ်ဖော်ကြေညာလိုက်တဲ့အပေါ်မှာမိကုန်ထုတ်ဆက်ပြီးတော့ရှိလာတယ်။တကယ်ပဲသူပြောတယ်လို့ပေါ့နော်။တပ်မတော်ချင်းမြတ်တို့သူတရားပောက်ကွဲလို့ဆဲကွင်ရှိတယ်ဆိုရင်ကျွန်တော်တို့ပောက်ကွဲလို့ဆဲခဲ့ရင်ရောတပ်မတော်ကာကွယ်ဦးစီးချုပ်ကခွင့်ထုတ်ပါလား။နောက်တပ်မတော်ကိုထောက်ခံတဲ့ပြည်သူတွေတပ်မတော်မြန်မာတပ်မတော်ကြီးကိုလေးစားကြည်ညိုတဲ့လူတွေတပ်မတော်ကာကွယ်ဦးစီးချုပ်ရဲ့လောက်ရေးကိုင်းရဲ့အပေါ်မှာတခါတလေနော်ဟိုမိမိဘက်ကစစ်စင်ရေးမှာ ရန်သူဝိုင်းနေတဲ့အချိန်ကြီးအချိန်ကြီးရိတ်ခါမပို့နိုင်တဲ့အချိန်ကြီးစစ်ကူမပို့နိုင်တဲ့ဒါတွေကရာသီဥတုခက်ခဲနေရာဒေသအခက်ခဲကြောင့်ဖြစ်လေပြစ်တာရှိတဲ့အနေအထားတွေမှာအားမလို့အားမရပြည်သူတွေကဆင်းရင်ရောခွင့်လွှတ်ပေးမှလာဒါမှမဟုတ်ရင်အဲဗီဒီယိုဖိုင်တစ်ခုမှာနာမည်ဆင်းကြီးညာသွားတဲ့ပုံကူတွေပဲတရားဝင်ဆဲခွင့်ရှိလာလားဒါလေးကိုမကြည့်ချင်လားဆိုတော့ကျွန်တော်နားလေတာတော့ဥပဒေဆိုတာတော့အားလုံးအတွက်တတ်သတ်မှတ်သေးသတ်မှတ်ထားတယ်လို့ထင်တာပဲဆိုတော့ဒီကောင်ကအတွက်လှုပ်လှုပ်လှုပ်အဆင်ပြေတယ်မလှုပ်ပါနဲ့ဆိုရင်ကျန်တဲ့လူတွေရော ဘယ်လိုလုပ်မလဲဒီနိုင်ငံထဲမှာတက်မတော်ချစ်မှန်လို့တဲ့သူတွေအများကြီးရှိတယ်တက်မတော်တော့ကိုယ့်အိတ်ကိုစိုက်ကိုယ့်စီကိုစားပြီးတော့အဖက်အဖွဲ့စီးရဲ့အမုန်းခံပြီးလှုပ်ပေးနေတဲ့လူတွေအများကြီးရှိတယ်အဲ့လိုလူတွေအတွက်တက်မတော်ကြီးရအောင်ဘယ်လိုစဉ်းစားပေးလဲသူတို့ကတက်မတော်ကြီးကိုငါ့ကိုလာထောက်ခံမှာလို့ညွှန်ကြားထားတဲ့လူတွေမဟုတ်ဘူးမင်းတို့ငါ့ကိုထောက်ခံရမယ်ဒီလိုပြောရမယ်လို့ဘယ်သူမှမပေးမထားပဲသူတို့သဘောနဲ့သူတို့တက်မတော်ကြီးဘက်ကယက်တည်တယ်သူတို့ပတ်စံနဲ့သူတို့အင်တာနက်ဖုံးပေဖြည့်ပြီးတော့သူတို့ပြောကြတယ် သူတို့ထမင်းသူတို့စားပြီးတော့တစ်ဖက်ရန်သူရဲ့အညှို့ထားခြင်းအမုန်းပွားခြင်းကိုခံနေရတဲ့လူတွေအတွက်တမလို့ကြီးဘလို့စဉ်းစားလဲဆိုတော့သိချင်မိတယ်တကယ်လို့စိတ်ဝင်စားတယ်တပြပြတာအကျန်းဖက်စစ်ကောင်စီကို ILO article 33ဖြင့်အရေးယူရန်ဆုံးဖြတ်ပြီးနောက်စစ်တပ်ဝင်ငွေရလန်းရေနံတဘာတူးမြတန်းငွေလေးရင်စီနှင့်ဗန္ဒာရေးငွေကြေးခန္ဓာကိုအဓိကပြစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိ အကြံဖက်စစ်ကောင်စီကို ILO Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်ပြီးနောက်စစ်တပ်ဝင်ငွေရလန်ရေနံတပါသူမြတန်းငွေလေရင်စီနှင့်ဗန္ဒာယင်းငွေကြေးကဏ္ဍကိုအဓိကပြစ်မှတ်ထားပိတ်ဆို့အရေးယူရန်ရှိနေကြောင်းမြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်မှအထွေထွေအတွင်ရေမှူးဥဝေမှူးတွင်ကရန်ကုန်ခေတ်သစ်တည်င်းဌာနထံသို့ပြောဆိုသည် ယနေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့တွင်ပြုလုပ်နေသော173ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံတွင်လူငယ်များနှင့်အလုပ်သမားများကိုစစ်မှုထမ်းဥပဒေဖြင့်အတင်းအဓမ္မစစ်ထဲသွတ်သွင်းပြီးအလုပ်သမားခွင့်ရည်နှင့်လူအခွင့်အရေးချိုးဖောက်နေသောမြန်မာစစ်ကောင်စီကို ILO Article 33အရဒဏ်ခတ်ပိတ်ဆို့အရေးယူရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည့်လက်တလောစစ်ကောင်စီကိုအရေးယူရအတွက်မြည်သည့်ပုံစံဖြင့်အရေးယူမည်ကိုညှိနှိုင်းနေကြကြောင်းအဓိကအားဖြင့်စစ်ကောင်စီ၏ဝင်ငွေရလန်းဖြစ်သောရေနံနှင့်တဘာဝတံငွေကဏ္ဍလေရင်စီနှင့်ဗန္ဒာရေးငွေကြေးကဏ္ဍများသည့်အဓိကပြစ်မှတ်ထားအရေးယူရမည်ကဏ္ဍများဖြစ်ရန်တေချာကြောင်းရင်းကရှင်းပြသည်အရေးယူမှုနောက်ဆက်တွဲကဘလို့ပုံစံနဲ့အရေးယူခြင်းလဲဆိုတာကိုညှိနှိုင်းနေကြတယ် ဘလို့ပုံစံနဲ့အရေးယူမယ်ဆိုတာကိုကျွန်တော်တို့ဘက်ကလည်းတင်ရမယ်နိုင်ငံတကာကလည်းအကြံဉာဏ်တွေယူရမယ်2000ခုနှစ်တုန်းကတော့ပထမအကြိမ် ILO Article 33ရအရေးယူဖို့ဆုံးဖြတ်ချက်ချဘူးရယ်အဲ့ဒီတုန်းကတော့အရေးယူတဲ့လုပ်ငန်းစဉ်မပါတဲ့အတွက်ကြောင့်မို့လို့အလားအသက်ဖြစ်ခဲ့တယ်အခုကတော့အဲ့ဒီလိုမဖြစ်ရအောင်စူးစမ်းနေပါတယ်ဘာတွေရေးယူမယ်ဘာတွေပါတင်နေဆိုတာကိုကျွန်တော်တို့တုတေသနလုပ်ပြီးတော့အချက်လက်တွေကိုစုဆောင်းနေပါတယ်အဲ့ဒါကတလားလောက်အတွင်းပေါ့ တေချာတာကတော့ရေနံနဲ့တဘာဝတက်ငွေတွေလောင်စာစီတွေစစ်ကောင်စီစီသွေးစွန်ငွေတွေမရောက်ဖို့တယံဇာတာတွင်းထွက်တွေပိတ်ဆို့ဖို့တော့အကုန်လုံးလုပ်နေတယ်နော်အဲ့နောက်တစ်ခုကကတော်ရင်နေဖန်းနဲ့ပတ်သက်တဲ့ပတ်သက်တချို့လူတွေမှာတော်တော်ဒုက္ခရောက်ပါတယ်ကျွန်တော်တာကလေးနှစ်ခုပြောပြခြင်းနဲ့ဒါလည်းကျွန်တော်မိတ်ဆွေဒီနေ့ရပဲကျွန်တော်ကိုလာပြီးတော့တို့ရဲ့အခက်အခဲလေးကိုပြောပြလို့ကျွန်တော်ဒီညနေတဆင့်ပြန်ပြီးမျှဝေတာအဲ့ဒါပါလဲဆိုတော့ဟိုကျွန်တော်တို့နေဘက်ဒီမှာ సైకిల్ లైసెన్స్ ဆွဲတာလေးရှိကြတယ်နော် కెరీ ဆွဲတာလေးပေါ့ဗျာနော် တော့အဲ့ cycle carry ဆိုတဲ့တော်တော်များများမှာ license မရှိကြအောင်အခုចောင်းခွင့်ရသည်ကလေးတွေចောင်းတက်ပြီကုန်ကြတွေများလာမယ်ចောင်းစီတွေចောင်းလာကတွေစာအုပ်ဖို့တွေဘောပင်ဖို့တွေជួရှင်လာကတွေမြန်မာနိုင်ငံမှာចောင်းစီယာမတွေជួရှင်မတင်ရဘူးလို့ဘယ်တော့ပဲဥပဒေထုတ်ထုတ်ဘယ်အစိုးရမှအခုအချိန်အထိအဲ့ဒီဥပဒေကိုအာဏာတီအောင်လုံနိုင်တဲ့အစိုးရမမြင်ဘူးသေးဘူးအဲ့တော့ကျူရှင်ဆိုတာတင်တဲ့အတွက်ဆ iam တွေကအเจ้าမှာစာတင်မှုရော့တယ်။ဆ iam ကျူရှင်ကိုတက်ရင်အဲ့ကလေးကစာလိုက်နေတယ် တကယ်လို့သာကျူရှင်မတင်မဲနဲ့ကျောင်းမှာပဲအချိန်ပြည့်တိတိကျကျတင်မဲဆိုရင်အကလေးကတော့စာတုံးနေမှာအခုတော့ပတ်စံရှိတဲ့ကလေးကကျူရှင်တက်နိုင်တယ်စာရတယ်ပတ်စံမရှိတဲ့ကလေးကကျူရှင်မတက်နိုင်တော့စာမရဘူးဆိုဒီကျူရှင်ကိုဘသူတီထွင်လိုက်တယ်လို့မသိဘူးဘယ်နိုင်ငံရဲ့ပညာရေးမှာမှလဲကျူရှင်ရဲ့လို့တခုတခါတိတ်မတွေ့ဘူးသလိုပဲထပ်တော့ဒါကတော့ကိုနဲ့မဆိုင်ဘူးနော်သူကသူလက်ခံလို့တင်နေကြတာလုံနေကြတာကိုသားပြောလို့လဲဘူးပဲဟာမသိဘူးအဲ့ဆရာမလေးကျူရှင်တင်နေ ကလေးတွေခုနပြောတဲ့ပညာရေးအသုံးစိတ်ပြောချင်တာပညာရေးအသုံးစိတ်အတွက်ပြည်သူတွေငွေကြေးပို့ကုန်တယ်ကလေးကျောင်းစိတ်ကတစ်မျိုးကျူရှင်လာကတစ်မျိုးเนาะဒါကိုပြောချင်တာအဲ့တော့ကယ်ရီဆွဲနေတဲ့လူတွေအရင်တော့တရက်ကို1000ကျွဲ2000တစ်ဖက်လေဝင်နေမိသားစုစောင့်နေအဆင်ပြေတယ်အခုစာကယ်တွေဖမ်းလိုက်တော့ကယ်ရီဆွဲလို့မရတော့လက်ရှိမိုးရင်းကာလအလုပ်တွေလည်းရှားပါလာပြီเนาะလေဝင်နေတဲ့မှာအစိတ်ချမျိုးစိတ်စိုက်ကြိယာဆိုတာဒီပေါ်လာတဲ့အတွက်စဘာစိုက်ဖို့လူငားတွေမလို့တော့အထက်ကျောက်စိတ်ုံနေမှာလေလူတွေရပြလက်ရှိနိုင်ငံရေးအနေအထားနဲ့စိတ်ုံနေလေပတ်မှု နေတဲ့အတွက်လုံထိုင်အိမ်ကနေလျှော့ချတယ်အလောက်ကန်ခွင်းလန်းတွေရှားပါလာတယ်လူလူခက်ရောက်လာတယ်အဲ့ဒါစားဖို့တပေါက်ရောက်လာတယ်နောက်တစ်ခုကျေးရွာလေးမှာကုံစင်းရောင်းနေဟင်းရောင်းနေအသေးလေးရှိတယ်တော့ဒါကျွန်တော်အတိထဲမှာအမျိုးသမီးတူဦးပေါ့သူကကြက်တွေဝဲတယ်ပြည်ကနေပြီးတော့ဒိုင်မှာကြက်တွေသွားဝဲတယ်ပြန်ပြီးတော့ကြက်သားလုပ်ပြီးတော့အိတ်ကလေးနဲ့ထုတ်ပြီးတော့အစိတ်သားစိတ်သားပေါ့အိတ်ကလေးနဲ့ထုတ်ပြီးတော့ရွာတွေကိုစိုက်ကလေးနဲ့လှည့်ရောင်းနေဒိုင်မှာကိုစိုက်ကလေးဖားလိုက်တဲ့ခါကျတော့သူစေးရောင်းလို့မရတော့ဘူးသူ့နေနဲ့အခက်ခက်ဖြစ်သွားပြီအဲ့တော့ခင်ဗျားတို့ပြောမှာပေါ့စပိန်နဲ့သွားပါလားလို့ခေတ်ကမလွယ်တော့ဘူးပြောသလောက်မလွယ်ဘူး ကျွန်တော်ပြောသလောက်မလွယ်ဘူး။ရွာတရွာနဲ့တရွာကူးရတာ။စပင်းနဲ့သွားဘူးဆိုပြောသလောက်မလွယ်ဘူး။တချို့ရွာတွေမှာလမ်းအရန်ဆိုးတယ်။ဒီဘွက်တွေကိုယုံပြီးနင်းဖို့ဆိုတာမဖြစ်နိုင်ဘူး။စိုက်ကနေတောင်မှပဲမနေသွားနေရတဲ့နေရာတွေအများကြီးရှိတယ်။အဲ့တော့ဈေးမရှိတဲ့နေရာတွေမှာအဲ့ဒီစိုက်ကဈေးတဲ့တွေဟာအဓိကအရေးပါတယ်။သူတို့မလာရင်တွားမရဘူး။ဂျွာသားတွေကလည်းဈေးရှိတဲ့နေရာကိုတွားဝယ်ဖို့တက်ကသူတို့မှလည်းလိုင်စင်တဲ့စိုက်ကခါရှာရှာဆိုတော့ပြဿနာလေးတွေရှိလာပြီ။အဲ့တော့ဒီခက်ခဲလေးတွေနိုင်ငံတော်အနေနဲ့ပြည်သူတွေကိုလည်းငင်းညာပြီးတော့ဖြေလျှော့တင်တာလေးတွေကို ဖြစ်လျှော့ပေးတင်ပါတယ်။ပြည်သူတွေရဲ့အခက်အခဲအကျက်တဲတွေကိုတစ်ချက်ပြန်ပြီးကြီးတင်ပါတယ်။ဆိုတော့ကျွန်တော်တို့ကတရားဝင်သတင်းမီဒီယာလည်းမဟုတ်ပါဘူး။တရားဝင်မှတ်ပုံတင်ထားတဲ့သတင်းမီဒီယာလည်းမဟုတ်ပါဘူး။ခုနပြောသလိုတမတော်ကာကွယ်ဦးစီးချုပ်ရဲ့အဲအရေးပေးခြင်းခံရပြီးတော့တမတော်ကာကွယ်ဦးစီးချုပ်ရဲ့ခွင့်ပြုမှုချက်နဲ့ပြောချင်တာပြောခွင့်ရထားတဲ့ပုံကိုလည်းမဟုတ်ပါဘူး။ပြည်သူတွေရဲ့ခက်ခဲကိုပြည်သူတွေရဲ့ကိုစားပြည်သူတယောက်အနေနဲ့ဝေမျှတဲ့ပြည်သူအရေးနိုင်ငံအရေးကိုလေ့လာပြီးတော့ပြန်လည်သုံးသပ်တဲ့အနေအထားလေးရရှိတယ်။ တော့အချိန်မြင့်ဖိုင်အချိန်မြင့်ခံကျွန်တော်တို့မဘာခွင့်အနာမရှိဘာခံစားခွင့်မှမရှိဘူးဒီကာလမှာကျွန်တော်ရခဲ့တာ2021ခုနှစ်ဖေဖော်ဝါရီလတရနေ့နိုင်ငံတော်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကနေစပြီး live စပြီးပြောခဲ့တဲ့ရာသာဆိုတဲ့ကျွန်တော်ဒီကနေ့2025ခုနှစ်ဇွန်လ9ရက်နေ့မနေ့တနအိတိတိတိဒီအလောက်ကိုလှုပ်လို့ဒီဖွဲ့စည်းကိုထောက်ခံလို့ကျွန်တော်ရခဲ့တာတစ်ခုပဲရှိတယ်အဲ့ဒါနောက်တော့ ဒါပေမဲ့ကျွန်တော်ဝမ်းမနေပါဘူးကိုမန်နဲ့ထင်လို့ရွေးချယ်ခဲ့တဲ့လုပ်ခဲ့တဲ့အရာတွေကိုနဲ့ထိုက်တန်တာကို ပြန်ရတယ်လို့ပဲကျွန်တော်သဘောထားတယ်ဆိုတော့စေတနာကောင်းရင်ကံကောင်းမယ်ကိုကောင်းတာလုပ်ရင်ကောင်းတဲ့ကျိုးဖြစ်မယ်ကျွန်တော်လုပ်တဲ့လုပ်ရဲ့မှန်တယ်မှားတယ်ဆိုတာကိုမြင်တဲ့ပြည်သူတွေကြားတဲ့ပြည်သူတွေတွေ့တဲ့ပြည်သူတွေသိတဲ့ပြည်သူတွေသိကြပါတယ်သူတို့ဆုံးဖြတ်ပေးလိမ့်မယ်ဘယ်သူမှဆုံးဖြတ်လိမ့်မယ်ကျွန်တော်ပြောခဲ့ပြီးပါတယ်ပြည်သူသားအမိပြည်သူသားအဖပြည်သူအင်အားရှိမှတမတော်အင်အားရှိမယ် တမတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမယ်ဒါကြောင့်နိုင်ငံကြီးအင်အားရှိဖို့ပြည်သူတွေအင်အားရှိဖို့လိုတယ်တော်ပြောစင်လားဒါမိကုန်ထုတ်စရာရှိတာလေမိကုန်ထုတ်ပြီးပြီတက်ညာဖို့ဖြေလျှော့ဖို့ကျွန်တော်အနေနဲ့အကြံပြုတင်ပြတာလေပြီးပြီ